မိဘပြည်သူများရှင်ကျွန်တော်ခုတင်ဆက်ပေးစင်တာလေးကတော့ကမ္ဘာမှာလက်ရှိဖြစ်ပေါ်ခဲ့တဲ့စစ်ပွဲအသစ်ပေါ်တော့အဲ့ဒီအကြောင်းလေးတင်ဆက်ချင်ပါတယ်။ဘာကြောင့်တင်ဆက်ရလဲဆိုတော့ဒီစစ်ပွဲလေးကကျွန်မနိုင်ငံနဲ့လည်းပအဝင်ပတ်သက်လာနိုင်တဲ့အတွက်တင်ဆက်ရတာဖြစ်ပါတယ်ရှင်။မိဘပြည်သူတို့ဒီသတင်းလေးကိုကြားပြီးလောက်ပြီးလို့ထင်ပါတယ်ရှင်။အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲဟာစတင်သွားခဲ့ပြီဖြစ်ပါတယ်ရှင်။အိန္ဒိယနိုင်ငံရောပါကစ္စတန်နိုင်ငံရောကနျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံတွေဖြစ်နေတယ်။ဒီလားဖြစ်နေတော့လေဟိုသတင်းသတင်းဆိုးပေါ့နော်။သတင်းဆိုးကသူတို့နိုင်ငံဆစ်ဖြစ်သွားပြီ။အဲ့ဒီသတင်းဆိုးထက်ဆိုးတဲ့သတင်းကအဲ့ဒီနိုင်ငံကနျူကလ িয়ার ပိုင်ဆိုင်တယ်။ ဇလန်းညာအလိုတော့ရှိရဲ့ရှင်သိလားနော်ပြီးတော့ကျွန်မတို့ကဘာရဲ့အချိန်လေးလေးကတော့စိတ်ချိန်လေးတငွေငွေပေါ့ရှင်မီးလေးလို့ပေါ့တမြင်းတမြင်းလေးလောင်းနေရဲ့ဘာလို့ဟုံးမနဲ့ထဖြစ်မလဲဆိုတော့မပြောတော့ဘူးပါရှင်အဲ့ဒီသတင်းလေးကိုကျွန်မယူဆုံးပြောပြမယ်နော်ဒီမေလ9ရက်ဒီနေ့မနက်အစောပိုင်းမှာဆိုရင်အိန္ဒိယကပါကစ္စတန်နိုင်ငံမှာရှိတဲ့နေရာ၉ခုကိုဒုံးကျည်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါရှင်။အထူးကအပြင်အကြမ်းမတ်သမားတွေရဲ့ခုံလုံတဲ့နေရာတွေကိုဥတီပြီးတော့ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့အိန္ဒိယနိုင်ငံထုတ်ပြန်ထားပါရှင်။ဒီတိုက်ခိုက်ရတဲ့အကြောင်းရင်းကတော့မတ်လ22ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့အိန္ဒိယနိုင်ငံပိုင်နက်ဖြစ်တဲ့ကက်ရှမီးယားဒေသပါကေဟန်ကျေးရွာထဲမှာဆိုရင်ပါကစ္စတန်အခြေစိုက်ဂျမတ်သမားတွေကဝင်ရောက်ပြီးတော့အိန္ဒိယနိုင်ငံသား25ဦးနဲ့နီပေါ်နိုင်ငံသား2ဦးတပ်ဖြတ်ခဲ့ပါတယ်ရှင်။ဒီလိုမျိုးအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွက်ကိုဒီအကြမ်းဖက်တွေခိုနှားရနေရတယ်ကိုအိန္ဒိယနိုင်ငံကတုံ့ပြန်ခဲ့တာပါဆိုပြီးတော့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကကြေညာထားပါတယ်ရှင်။ဒီလိုတိုက်ခိုက်မှုကြောင့်ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာဆိုရင်ပေါက်ကွဲသံအကြီးကြီးထွက်ပေါ်ခဲ့တယ်ပြီးတော့ဒီလက်နက်ကြီးကြတဲ့အတွက်ပေါ်တော့မီးရေလောင်ကျွမ်းတာမြင်ရပါတယ်ရှင့်လက်ရှိအချိန်ထိမှာ ဒီလိုမျိုးတိုက်ခိုက်ခံရတဲ့အတွက်အ ਨੇ ဆုံးလူ၈ဦးသေဆုံးခဲ့တယ်ဆိုပြီးတော့သိရပါရဲ့ရှင့်ဒီတော့အိန္ဒိယနိုင်ငံဟာပါကစ္စတန်ရဲ့ဒီပေါ့နော်ကက်ရှမီးယားပေါ့သူတို့ကက်ရှမီးယားနှချမ်းကွဲနေတာဒါလေးလည်းကျွန်မတက်ဆက်တက်ပြောပြပါမယ်ဒီကက်ရှမီးယားရဲ့ပါကစ္စတန်ဘက်ခြမ်းကိုဘာကြောင့်တိုက်ခိုက်ရတာလဲဆိုရင်သူတို့မှာလည်းအကြောင်းပြချက်တွေအရမ်းခိုင်လုံသွားပြီသီလားဒီမတ်လ၂၂ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ကိစ္စအပြင်ကိုပါကစ္စတန်အခြေစိုက်အစမ်းမတ်သမားတွေက၂၀၀၁ခုနှစ်မှာလည်းအိန္ဒိယနိုင်ငံကပါလီမန်အဆောက်အအုံဝင်ရောက်တိုက်ခိုက်ခဲ့ပူရဲ့ရှင့် ဒါပြင်မွန်ဘိုင်းမှာရှိတဲ့ Touch Maha Hotel တွေကိုလည်းဇမတ်တနတ်သမားတွေဝင်ရောက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ဥပါတယ်။အဲ့ Touch Maha ဝင်ပစ်တဲ့ကိစ္စအားလေးရုပ်ရှင်ထွက်ဘူးလေဒီလားကျွန်မကြည့်ဘူးလေအိန္ဒိယကားပေါ့နော်။ဟိုအကြံဘတ်သမားတွေ Hotel ထဲဝင်လာပြီးတော့အဲ့အကြံဘတ်ပစ်ခတ်တက်ဖြတ်တယ်ဆိုတော့ကိစ္စတွေရုပ်ရှင်ထဲရိုက်ထားတာပေါ့။အဲ့ဒီမှာလွတ်မြောက်သွားတဲ့သူရဲ့စွန်သားကန်းပုံစံမျိုးတော့တော်တော်လေးကြည့်လို့ကောင်းပါတယ်။ပြီးတော့အကြံဘတ်သမားတွေရက်ဆက်ရှုပ်မှာမဟုတ်ဘူးလေအဲ့ဒီကကျွန်မမြင်ရတာပေါ့နော်။သူတို့ဒါသမိုင်းနဲ့ချီပြီးတော့မှတ်တမ်းတင်နေတာဖြစ်ပါတယ်။သူများနိုင်ငံလူပညာရှင်တွေအားလို့ပြောနော်။ဒီကကိုနိုင်ငံကိုသူများကစော်ကားလာတယ်။ကိုနိုင်ငံအကြံဘတ်သမားတွေက ိလာတယ်ဆိုတာလို့မြင်နေတယ်ဆိုတာမှန်တယ်မနက်ကရိုက်တဲ့ရုပ်ရှင်လေးတချို့ဟာလေးပါကျွန်မသွားကြည့်ပြီးတော့ပိုးကားတွေရိုက်နေတော့မယ်တော့တိရနှစ်ယောက်ကြားနဲ့ငါးယောက်ကြားနဲ့ဟိုနှစ်မိန်းမနဲ့ငါမိန်းမနဲ့ ဟိုနှစ်ယောက်ကြားနဲ့သူများမိမနဲ့အဲ့ဇလန်းနေပြီပဲဘာတွေမှလည်းမသိဘူးကယောက်ျားတစ်ယောက်ကနေမိမနှစ်ယောက်သုံးအောင်နဲ့ရှုပ်တာတွေမိမတစ်ယောက်ကနေယောက်ျားနှစ်ယောက်သုံးအောင်နဲ့ရှောက်တာရှုပ်တာတွေပေါ့နော်ဒီကတော့ဘူးသူကရတယ်ဟိုဇလန်းနေတာလေအဲ့တော့ဘူးသူကကြွယ်ဝတဲ့ကားတွေကြိုက်နေတော့မဲရှင်လာပေါကားလို့တော့မပြောတော့ပါအာနာဘူးဒ္ဓရရရတဲ့ကားတွေပေါ့နော်ဒီကမှာအဲ့လိုမျိုးလူမွေးအရှုပ်ရှင်းနေကားတွေကြီးပဲအဲ့ဒါမဲ့တော့သူကသူ့ရဲ့ရှေ့ကပေါ့နော်အဲ့လိုကြိုက်ပြီးသင်္ကန်းစာရှူဖို့တော့ထဲ့တော့ထဲ့ထားတယ်နောက်ဆုံးကမ်းလေးမှာမိမတွေရှုပ်ပြီးယူသွားတာလို့တဲ့မှာလင်ငယ်ထားပြီးတော့ ဟိုထောင်ကျသွားတာစသဖြင့်ပေါ့လေဒီလိုသင်ကန်းစာလေးတော့ဘဝသင်ကန်းစာလေးတော့ထည့်ပါလေရှင့်မထည့်တော့မဟုတ်ထည့်ပါလေဒါပေမဲ့လေအရှိပိုင်းမှာပြရဲဇက်ွက်တွေကတကယ်ကိုပူလောင်ပြီးတော့ဘာပူးတူတက်မှလည်းမရှိရဲဇက်ွက်တွေဖြစ်နေရှင်ဘာလို့ပြန်ရှင်ကျွန်တော်တို့ပြောရမှာနော်မြင်ရတဲ့နိုင်ငံတိဆောက်မှုဆိုတာဖြစ်ပေးပါတယ်ရှင့်လေအဲ့တော့ဒီလိုတိဆောက်မှုတွေဒီနေ့ရဲ့ဇက်ွက်ချက်တွေတိဆောက်မှုတွေကျွန်တော်ပြတ်တက်နေတာကျွန်တော်တိဆောက်မှုတွေဒါကြားပြပြောပြတာပါဒီတော့အိန္ဒိယနိုင်ငံဆိုရင်အခုဒါ ့လာပြီးတော့ခဏခဏခလုတ်တိုက်နေတယ်တိုးလေးနဲ့ကတ်ထိုးနေတဲ့အတွက်သူကပြန်ပြီးတော့တီးလိုက်တဲ့သဘောပဲရှင့်ဒါနေနေချီလေးကိုကျွန်တော်ရှင်းပြမယ်ခဏတော့ကက်စပီးယားမှာခုဖြစ်နေတယ်ဆိုလေကက်စပီးယားဤနယ်ခုပဲဒါပေမဲ့တချမ်းအောင်အိန္ဒိယပိုင်ဆိုးပြီးတော့တချမ်းအောင်ကျတော့ဒီပါကစ္စတန်ပိုင်ဆိုးတယ်ပါကစ္စတန်ပိုင်ဆိုးတဲ့ပတ်စံကကျွန်မတို့မှာခြေဆိုင်ရှင်အိန္ဒိယနိုင်ငံဝင်ပြီးတော့အကြံပေးတိုက်ခိုက်တာဘုံမှာပါလောက်ပါရှင့်အဲ့ရုပ်ရှင်တွေအိန္ဒိယမှာတက်ထားအများကြီးပဲကက်စပီးယားဒေသကြီးတော်တော်လှတယ် ကလားသားတွေမှာတချင်းတွေပါတယ်ပါတယ်ဒါပေမဲ့အကြမ်းတမ်းတွေမဝင်မအဲ့နောက်ပေါက်ကိုဖြည့်ဆည်းနေကြတယ်အိန္ဒိယကလည်းသိခံတာအခြေအနေပေါ်လာချောင်းတော့အဲ့လိုသူတို့အနေနဲ့သူတို့အနေနဲ့ကတော့နိုင်ငံကိုကာကွယ်စောင့်ရှောက်တာလေသူတို့အကြမ်းဖက်အနေနဲ့ကြီးထွားလာတဲ့အတွက်ပြန်ပြီးတော့သူတို့ကဒီတိုက်ခိုက်တာဖြစ်ပါရဲ့ဒီနေရာမှာကျမအနေနဲ့အိန္ဒိယကိုချီးကျူးတာမီဒီယာကဏ္ဍချီးကျူးလို့ရှင်းပြတာအိန္ဒိယက2022ရဲ့နောက်ပိုင်းမှာမင်းတို့ပါကစ္စတန်ကဒီဖြစ်ရတော့ကိုမင်းတို့တာဝန်ခံရမယ်ဆိုလို့ပြောကြားထားတာအဲ့နောက်ပိုင်းမှာသူတို့အိန္ဒိယမီဒီယာတွေကသူတို့နိုင်ငံမှာဒီကောင်တွေကြောင့်ဘာတွေညှိနှိုင်းခဲ့ရလဲဆို ိုင်းတဲ့ချိန်တော့ပေါက်ထွက်လာတာ။ဒီစစ်ပွဲမှာသူတို့ဒီတရားမျှတဆိုသူတို့နိုင်ငံတော့တိုက်ခိုက်ရတယ်ဆိုတော့တသက်ပြုတ်နိုင်ဖို့အတွက်ကိုမီဒီယာတွေကအင်းနဲ့အားနဲ့ကိုစူးစမ်းကြတာ။အဲ့ဒါတော့တတော်ကိုချီးကျူးဖို့ကောင်းနေရှင်သေးလား။အဲ့တော့အဲ့လိုစူးစမ်းလိုက်တဲ့နောက်ပိုင်းပါဖြစ်လဲဆိုတော့အခုအိန္ဒိယနိုင်ငံကပါကစ္စတန်ကိုတိုက်ခတ်လိုက်ပြီဆိုတဲ့အခါမှာအိန္ဒိယနိုင်ငံသားတွေတတော်များများဒီစစ်ပွဲကိုထောက်ခံကြတယ်။ဒါသူတို့ရဲ့ကာကွယ်ပိုင်ခွင့်အတွက်သူတို့နိုင်ငံအစိုးရကခေါင်းဆောင်ကပြုတ်လုပ်ခဲ့တဲ့ရွေးချယ်ခဲ့တယ်ဆိုတော့သူတို့ကောင်းကောင်းလက်ခံသွားရရှင့်။မီဒီယာအားကကြောက်ဖို့ကောင်းတယ်နော်။ ိလားဘွာဒဖြန့်ချီမပါဝင်တဲ့စစ်ပွဲတို့နိုင်ငံရေးကစားကွက်တို့ဆိုတော့ဘယ်တော့မှပြီးပြည့်စုံတဲ့အောင်မြင်မှုမရအောင်ဆိုစကားတိတ်မှန်တယ်ဘွာဒဖြန့်ချီကအရန်ရေးကြည့်တယ်အိန္ဒိယမီဒီယာကဏ္ဍကတော့ဒီမှာဒီညမှာအရန်ချီတူပါရှင့်ကိုမှန်တယ်ဆိုတိုင်းလည်းခါကြံတက်တည်ပြဖို့ကခက်တယ်တိလားမီဒီယာကောက်ကောက်အသုံးပြတတ်မှသာဘာလို့လို့တင့်တယ်လားရှင်အခုအိန္ဒိယကတင့်တယ်တင့်တယ်ဘာကြောင့်လဲဆိုတော့သူကသူ့မီဒီယာကဏ္ဍကောက်ကောက်သုံးတတ်တယ်လေဒီလိုအသုံးပြတတ်တဲ့အတွက်သူတို့လှုပ်လိုက်တဲ့စစ်ပွဲဟာ မှန်ကန်တဲ့စစ်ပွဲတရားမျှတတဲ့စစ်ပွဲဖြစ်သွားတာရှင်သိလားအိန္ဒိယနိုင်ငံရဲ့မီဒီယာကဏ္ဍကနေဝါဒဖြန့်စီအောင်မြင်ခဲ့တဲ့အတွက်စစ်ပွဲပြုလုပ်တဲ့အချိန်မှာတော့မှအစိုးရနဲ့ပြည်သူဟာသတွေးရဲသားတဲ့ရှိနေတယ်။ဒါဆိုရင်သိကြတဲ့နိုင်ငံတော်ကလိုအပ်လာလို့ရှင်ဒီနိုင်ငံသားတွေကစစ်မှုထမ်းပြီးတော့သူတို့နိုင်ငံကကာကွယ်ကြမှသိကြရရှင်။မီဒီယာအခန်းကဏ္ဍကိုပိုင်နိုင်စွာကင်တွယ်လိုက်တာကနောက်ဆက်တွဲမှာဘလောက်ထိအောင်မှကောင်းကျိုးတွေများလဲဆိုတော့သင်ငန်းစာယူစရာပဲเนาะကျမတို့တော်တော်ကိုသူတို့စီကနေတော့သင်ရမယ့်ကိစ္စအများကြီးရှိရလို့မြင်ပါတယ်ရှင်ဒါကတော့ဒီ စစ်ပွဲစတင်တဲ့အချိန်မှာအိန္ဒိယနိုင်ငံပြင်ဆင်သွားခဲ့တဲ့မီဒီယာတိုက်ကွက်မီဒီယာဝါဒဖြန့်ချီလေးပေါ့နော်ပြည်ပြီးပညာနဲ့ပတ်သက်ပြီးတော့ကျွန်မချီးကျူးတာဖြစ်ပါရှင့်။နောက်ကြတော့နိုင်ငံတကာရေးရာပညာရှင်ဆန်ဆန်အရင်မတုံ့တက်တက်တဲ့အတွက်ကျွန်မတို့ Prime Media အနေနဲ့ကတော့နိုင်ငံတကာရေးရာလိလာတုံ့တက်သူဖြစ်တဲ့ဆရာကြီးဆိုးလင်းတဲ့ဒီအိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်စစ်ပွဲမဖြစ်ခင်ကတည်းကအင်တာဗျူးလုပ်ထားရှိပါရှင့်။ကျွန်မတို့ Prime Media မှာတင်ထားပါတယ်။လာရောက်ပြီးတော့စိတ်ဝင်စားစုလိလာကြည့်ဖို့အတွက်ဖိတ်ခေါ်ချင်ပါရှင့်။ဒါကြောင့်လဲဆိုဆရာကြီးဆိုးလင်းနေနဲ့ အခုဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကဘလို့အခြေအနေလေးရှိတဲ့နယ်ပါလေးတွေပြင်ဆင်တဲ့လဲစီရေးအရာမှတ်တမ်းရေးရနိုင်ငံရေးရဘာတွေပြင်ဆင်တဲ့လဲဆိုတာလေးကိုကျမတို့ကိုတေချာစွာရှင်းလင်းပြောပြထားဖြစ်ပါရှင့်ဒါကြောင့်အခုဖြစ်နေရပေါ့နော်အိန္ဒိယပါကစ္စတန်ကိစ္စရဲ့သမိုင်းကြောင်းတွေ ဘာကြောင့်ဖြစ်လာလဲဆိုတာတွေရှေ့လျှောက်မြန်မာနိုင်ငံဘာတွေရင်ဆိုင်ရနိုင်လဲပေါ့နော်ဘာတွေပြင်ဆင်ရမလဲဆိုတဲ့ကိစ္စလေးတွေကိုကျွန်တော်တို့ brand media တင်ဆက်ထားတဲ့အမျိုးသားလုံခြုံရေးကိုချိန်ချောက်လာတဲ့အကြံပတ်အနေနဲ့ဆိုတဲ့အစီအစဉ်လေးကနေပြီးတော့ဝင်ရောက်ပြီးတော့လေ့လာကြည့်ရှုနိုင်ပါတယ်ရှင့်ဒါလေးကကြညာဝင်တာဖြစ်ပါတယ်ကြညာဝင်ရတဲ့အကြောင်းရင်းကလည်းဒါမိဘပြည်သူတွေအားလုံးတည်တည်သိထိုက်ပါတယ်ရှင့်မကြခင်ကြုံရမယ့်အရာအတွက်ကျမတို့အားလုံးက data အချက်လက်စုလာပြီးတော့ကျမတို့ဘယ်ကဏ္ဍတွေမှာပါဝင်အားဖြစ်ရမလဲဆိုတာလေးကိုကြိုတင်ပြီးတော့ သိရှိနိုင်မှုတွေပါပေါ့နော်နိုင်ငံတော်ရောပြည်သူရောဆိုရှင်ဒီကိစ္စကြီးကကျမတို့ပါဝင်ပတ်သက်လာခဲ့လို့ရှင်ကျမတို့အထင်နာနိုင်တဲ့အခြေအနေရှိပါရှင်သိလားတာဖို့တော့မရှိဘူးကျမတို့ကနားဖို့ပဲရှိတယ်ကျမတို့နိုင်ငံကလည်းလေနားဖို့ဆိုထိတ်ဆုံးပါပေါ့နော်အဲ့တော့အခြေအနေကနည်းနည်းတော့စိုးရိမ်စရာရှိပါရှင်ဒါကြောင့်ကျမတို့အနေနဲ့ကတော့ ကိုကပညာရှင်မဟုတ်တဲ့အတွက်အဲ့လိုအီအောင်ကဝင်ပြီးတော့ဝေဖန်တာတွေမလုပ်ချင်ဘူးပေါ့နော်ကိုကြောင့်မိဘပြည်သူတွေရောနိုင်ငံတော်မှာရောလောက်ဆောင်အောင်မဲ့လောက်ဆောင်ကြတဲ့တွေလမ်းလွဲသွားမှာစိုးပါရရှင့်ဒါကြောင့်တကယ်ကိုသိတတ်နားလည်တဲ့ပညာရှင်တွေကိုပဲကျမတို့ကရှာဖွေပြီးတော့ဒီလိုမေးပြကဏ္ဍလေးပြုလုပ်ထားဖြစ်ပါရှင့်နိုင်ငံတကာခန်းကဏ္ဍလေးပေါ့နော်ဒါလေးကျမတို့အနေနဲ့မိဘပြည်သူတွေလေ့လာကြပါထောင်ရှိတဲ့သူတွေအနေနဲ့လည်းစိတ်ပါဝင်စားရဲဆိုရင်လေ့လာကြည့်ရှုအားပေးနိုင်ပါတယ်ဆိုပြီးတော့ကျမအနေနဲ့တင်ဆက်လိုက်ရပါတယ်ရှင့်